မင်္ဂလာပါ Theology တိလို့ဆာရဲ့ Morning Devotion အစီအစဉ်ကနေကြိုဆိုပါရစေ။ဘုရားသခင်ဖန်ဆင်းတဲ့ဒီနေ့ရက်တွေမှာလည်းအဖဘုရားသခင်ထံတော်ကကောင်းကြီးမင်္ဂလာများစွာနဲ့တနေ့တအားလုံးရှင်လန်းအပြည့်ပြီးဘုရားသခင်ဘုန်းတော်ကိုထင်ရှားစေနိုင်သူများဖြစ်ကြပါစေ။ဒီချိန်မှာခဏလောက်ကိုယ်တိုင်အဖဘုရားသခင်ထံအာယုံပြုပြီးဆုတောင်းစေခြင်းပါနဲ့။အဖဘုရား ဒီနေ့လေခရစ်ရှင်ရှိတော်သူတစ်ခေါက်တူဝင်ခွင့်ရခြင်းအတွက်ကျေးဇူးတင်ခရစ်ရှင်ခရစ်ရှင်သားလေးမျော်လင့်ရဖြစ်ပါ၏ခရစ်ရှင်သားလေးအားကိုးရဖြစ်ပါ၏ခရစ်ရှင်သားလေးအသက်တိုင်းအရေးမြင့်ဖြစ်ပါ၏ဒီနေ့အတွက်အသက်ရှင်နိုင်ဖို့ရအတွက်တကယ်ပဲခရစ်ရှင်ကိုယ် ေရရှိမကုခရညာခန်းကြီးခုနှစ်အငယ်14ကနေအငယ်16ကိုဖတ်ရှုဆင်ခြင်မှာဖြစ်ပါတယ်။ရှိမကုခရညာခန်းကြီးခုနှစ်အငယ်14ကနေ အငယ်16ထိုအခါလူအစုဝေးပေါင်းကိုအထံတော်သို့ခေါ်၍သင်တို့ရှိသမျှသည် နားထောင်နားလည်ကြလော့လူပြင်မလာ၍လူအတွင်းသို့ဝင်လျက်လူကိုညှဉ်းညူးစေနိုင်သောအရာ တစ်စုံတစ်ခုမျှမရှိ လူအတွင်းမှထွက်သောအရာသည် လူကိုညဉ်းညူးစေသောအရာဖြစ်ကြားစရာနာရှိသောသူမိဒီကကြားပါစေဟုမိန့်တော်မူ၏ဖတ်ရှုသွားတဲ့တမန်ကျမ်းစာအားဖြင့်ဖျားသခင်ပြင်ဆင်ပေးထားတဲ့ကောင်းကြီးမင်္ဂလာတင့်အပေါ်မှာရှိပါစေလူပြင်မှလာ၍လူအတွင်းသို့ဝင်လျက်လူကိုညဉ်းညူးစေနိုင်သောအရာတစုံတစ်ခုမျှမရှိလို့သခင်ယေရှုခရစ်တော်ကပြောပါတယ်ဒီစကားကိုမပြောမီ ရှမဂုခရင်ဂျန်ခန်းကြီးခုနှစ်အစပိုင်းမှာဖော်ပြထားတဲ့အကြောင်းအရာနဲ့ဆက်ဆက်ပြီးဆင်ခြင်ကြည့်တဲ့အခါမှာတော့အဓိကပြဿနာကသခင်ယေရှုခရစ်တော်ရဲ့တပည့်တော်တွေလက်မစည်းပဲညစ်ညူးတဲ့လက်နဲ့အစာစားတဲ့ကိစ္စဖြစ်ပါတယ်။ဒီလိုညစ်ညူးတဲ့လက်နဲ့အစာစားတာကိုမြင်တော့ပါရီရှဲရီဂျမ်ပူဆီယာတွေကအပြစ်တင်ကြတာပါ။ ဒီလိုအပြစ်တင်တဲ့အချိန်မှာသခင်ယေရှုခရစ်တော်ကပြန်လည်တုံ့ပြန်ခဲ့တဲ့စကားဖြစ်ပါတယ်။လူပြင်းမှလာ၍လူအတွင်းသို့ဝင်လျက်လူကိုညှဉ်းညူးစေနိုင်သောအရာတစုံတစ်ခုမျှမရှိ။လူအတွင်းမှထွက်သောအရာသည် လူကိုညှဉ်းညူးစေသောအရာဖြစ်၏လို့ပြောတာပါ။ဘလို့ပုံစံနဲ့စားစားဘလို့စားစရာဖြစ်ဖြစ်ဘလို့တောက်စရာဖြစ်ဖြစ်အဲ့ဓာတွေကလူကိုညှဉ်းညူးစေတဲ့အရာမဟုတ်ဘူး။ လူကိုညဉ်းညူးစေတာကလူရဲ့အထက်ကထွက်တဲ့အရာဖြစ်တယ်လို့သခင်ယေရှုခရစ်တော်ကပြောပါတယ်။လက်မစည်းပဲထမင်းစားရင်တော့ကျွန်တော်တို့ကလည်းညစ်ပတ်တယ်လို့ပဲပြောမိကြမှာပါပဲ။သခင်ယေရှုကတော့ဒါကလူကိုညဉ်းညူးစေတဲ့အရာမဟုတ်ဘူးလို့ပြောတာကြောင့်သခင်ယေရှုစကားကစဉ်းစားရခက်တဲ့အရာဖြစ်စေပါတယ်။သခင်ယေရှုခရစ်တော်ကိုလိုတိုင်းပြောတာကိုကြားနာခဲ့ရတဲ့တပည့်တော်တွေလည်းတေချာနားမလည်နိုင်ခဲ့ကြပါဘူး။ ဒါကြောင့်အိမ်ပြန်ရောက်မှသခင်ယေရှုခရစ်တော်ကိုမေးမြန်းခဲ့ကြပါတယ်။ဒီကသခင်ယေရှုခရစ်တော်ပေးခဲ့တဲ့အဖြေကတော့ရှမာကုခရစ်ညာခန်းကြီးခုနှစ်အငယ်၁၈မှာဒီလိုဖော်ပြပါတယ်။လူပြင်းမှလာ၍လူအတွင်းသို့ဝင်သည်မသည်နှလုံးထဲသို့မဝင်။ဝမ်းထဲသို့ဝင်၍အစာရှိသည်မကိုတန်ရှင်းစေသည်ဖြင့်ယေအိမ်တွင်သို့ဆင်းသွားသောကြောင့်လူကိုမငြင်းညူးစေနိုင်သည်ကိုနားမလည်ကြသလိုဆိုပြီးပြောပါတယ်။ ဒီနေရာမှာနားလည်မိတာကတော့သခင်ယေရှုခရစ်တော်အတ္တိကပြောနေတဲ့ညင်ညူးခြင်းဆိုတာနှလုံးသားညင်ညူးခြင်းအကြောင်းကို ပြောနေတယ်ဆိုတဲ့အကြောင်းပါလက်ညက်ပတ်နဲ့စားလို့ယောဂရရတယ်မရတယ်ဆိုတာထက်နှလုံးသားကိုမညင်ညူးစေဖို့ပိုပြီးတည်ပြုဖို့ရန်အတွက် သခင်ယေရှုခရစ်တော်ကသွန်သင်နေခြင်းလို့မြင်မိပါတယ်ညက်ပတ်တဲ့လက်နဲ့စားလို့ယောဂရရတယ်မရဘူးဆိုတာကိုတည်ပြုတာထက် နှလုံးသားကိုမညင်ညူးစေဖို့ပို့ပြီးတတိပြုဖို့ရန်အတွက်သခင်ယေရှုခရစ်တော်ကတွင်တင်နေတာလို့မြင်မိပါတယ်။တစ်ဆက်ထဲမှာသခင်ယေရှုခရစ်တော်မိန့်မာထားတာကတော့ရှမာကုခရစ်ယာန်ခန်းကြီး9အငယ်20ကနေ23မှာကြီးတဲ့အခါလူအတွင်းမှထွက်သောအရာဟုမူကားလူကိုညင်ညူးစေသော အရာဖြစ်၏။လူအတွင်းနှလုံးထဲက မကောင်းသောကြံစီခြင်းသူမယားကိုပြမာခြင်းမိမ့်မလွတ်နှင့်မာရင်ခြင်း လူအသက်ကိုတတ်ခြင်းသူဥစ္စာကိုခိုးခြင်းလောဘလွန်ကျူးခြင်းမနာလိုခြင်းလှဲ့စားခြင်းညှဉ်းညူးခြင်းညူဆူးခြင်းသူအတရေကိုဖျက်ခြင်းထောင်လွှားစော်ကားခြင်းလျက်ပေါ်ခြင်းဤဆိုးညစ်သောအရာများတို့သည်အတွင်မှထွက်လာ၍လူကိုညှဉ်းညူးစေကြသည်ဟု မိန့်တော်မူ၏အပြင်ဘက်မှာဘလောက်ပဲတေချာစေကြောတန်းစင်ထားတန်းစင်ထား စိတ်နှလုံးထဲမှာမကောင်းတဲ့အကြံစီမနာလိုခြင်းတွေလောဘတွေတဏှာတွေထောင်လွှားတာတွေရှိနေအဲ့ဒါမှတကယ်ညစ်ပတ်တဲ့လူတကယ်ကိုစေးကြောဖို့လိုအပ်နေတဲ့သူ ဖြစ်တယ်ဆိုတာသခင်ယေရှုခရစ်တော်ကသိစေတာပါတကယ်စေးကြောဖို့လိုအပ်နေတဲ့အရာကနှလုံးသားဖြစ်တယ်ဆိုတဲ့အကြောင်းသခင်ယေရှုခရစ်တော်ကတွင်တင်နေပါတယ်ကျွန်တော်တို့တွေတကယ်ပဲညှဉ်းညူးခြင်းကနေကင်းဝေးနိုင်ဖို့ ညစ်ပတ်ခြင်းကနေကင်းစင်နိုင်မှုယူတဆိုက်စီကြောရမယ့်အရာကကျွန်တော်တို့ရဲ့စဉ်ညလုံးဖြစ်ပါတယ်။ကျွန်တော်တို့စဉ်ညလုံးတွေကနေမကောင်းတဲ့အကျံစီတွေ၊တဏှာစိတ်တွေ၊မနာလိုစိတ်တွေ၊တတ်မှတ်တဲ့လောဘစိတ်တွေ၊မန်တက်လိုတဲ့စိတ်တွေကစီကြောတန်ဆင်ရမယ့်အရာတွေဖြစ်ကြောင်းသခင်ယေရှုခရစ်တော်ကပြောပါတယ်။တခါတလေကြရင်တော့ကျွန်တော်တို့တွေတကယ်ပဲဒီအရာတွေမရှိခြင်းတော့ပဲမကောင်းတဲ့အကျံစီတွေ၊တဏှာစိတ်တွေ၊မနာလိုစိတ်တွေ လောဘစိတ်တွေမန်တက်ခြင်းတဲ့စိတ်တွေမရှိကျင်တော့ပေမဲ့မဖေရှားနိုင် ဖြစ်နေတဲ့အခါလေးရှိပါတယ်။ကိုယ်တိုင်မဖေရှားနိုင်ရင်လေဖေရှားပေးနိုင်တဲ့သခင်ကိုအားကိုးဖို့ရန်ဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့နှလုံးသားကိုလုံလုံတန့်စင်သွားအောင်စေချောပေးနိုင်တဲ့သူကတော့အဖဖရားသခင် ကိုယ်တိုင်ဖြစ်ပါတယ်။ဖဖရားသခင်ကသင်ရဲ့စိတ်နှလုံးကိုစေချောပေးဖို့အတွက်လည်းဂတိပေးထားပါတယ်။ဤစီလာနာဂတိကျမ်းခန်းကြီး36ငွေ25ကနေ26မှာဒီလိုပြောပါတယ် သင်တို့အပေါ်မှာတန်ရှင်းသောရေကိုဖြန့်သဖြင့်သင်တို့ကိုခတ်သိမ်းသောအညစ်အကြေးမှစ၍ခတ်သိမ်းသောရုပ်တုတို့နှင့်ကင်းစင်စေမည်စိတ်ဉလုံးတစ်ကိုငါပေးမည်တဘောတစ်ကိုတွင်ထားမည်သင်တို့ကိုခန္ဓာတည်းကကြောက်နှလုံးကိုနှုတ်၍အတာနှလုံးကို ပေးမည်ဘုရားတော်ရဲ့တမန်ကျမ်းစာရဲ့ပြည့်စုံခြင်းတင်ပေါ်မှာရှိပါစေဒီကနေ့တော့ကတော့အတ္တိကအရေးကြီးတာနှလုံးသား တန်ရှင်းဖို့ဖြစ်တယ်ဆိုတာသိပြီးစေကြောပေးမယ်အဖပြတဲ့ခင်ရဲ့လက်တော်တွေအနန္ကြရအောင်ခဏလောက်အနန္ကြရအောင်အဖပြကတိတော်ရှိသည့်အတိုင်းကျွန်တော်ဒီလုံသားများကိုတန်ဆင်စေတော်မူပါတန်ရှင်းစေတော်မူပါဘုရောဘုရောရှင်အလိုတော်ရှိသည့်အတိုင်းတန်ရှင်းသောနှလုံးသားယုတ်တုကင်းစင်သောနှလုံးသားနဲ့ဘုရောရှင်အစီကိုခံတတ်စေဖို့ဘုရောရှင်နဲ့တူမွေးလျော်တတ်စေဖို့ဘုရောရှင်ကိုဝတ်ပြုတတ်စေဖို့ယံ ပြုပြင်တော်မူပါကျေးဇူးတင်တဲ့ကိုရောရရှင်တော်တဲ့အနန္တပါတယ်တန်ရှင်စီမီဖြစ်သောကြောင့်ကျေးဇူးတင်ပါကျေးဇူးချီးမွမ်းတဲ့ဘာသာတော်တခင်ရှင်နာမနဲ့ဆုတောင်းစကားအနန္တပါတယ်ဗျာအာမင်